မြန်မာနေဥခရိုနီကယ်နိုဝင်ဘာ28မြင်ကွင် NUCC ကတိုင်းရင်းသားလက်နက်ကိုင်နှစ်ဖွဲ့ယာယီရနာနိုဥဒေါ်လန်၏အစကာလမြို့သားညညွေးအစိုးရပေါ်ထွက်မလာခင်စတင်ဖွဲ့စည်းခဲ့တဲ့မြို့သားညညွေးတိုင်းမန်ကန်ကောင်စီ National Unity Consultative Council ကနေတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့ဖြစ်တဲ့ကရင်ပြည်မျိုးသားတိုးတက်ရေးပါတီ KNPP နဲ့ကရင်မျိုးသားစည်းရုံး KNU တို့ယာယီရနာတယ်ဆိုတဲ့သတင်းတွေနိုဝင်ဘာလ18ရက်နေ့မှာပေါ်ထွက်လာခဲ့ပါတယ်။ အခုလိုနှုတ်ထွက်တဲ့ဆိုတဲ့သတင်းထွက်ပေါ်မှုနဲ့ပတ်သက်လို့ online သတင်းဌာနတစ်ခုဖြစ်တဲ့ THN Freelance Journalist က KNBP အဖွဲ့ရဲ့အတွင်းရမှုဖြစ်သူဦးအောင်စံမြင့်ကိုဆက်သွယ်မေးမြန်းပြီးအတိအပြုထားတာတွေ့ရပါတယ်။ဒီသတင်းကနိုင်ငံရေးစီရင်အနေအထားတွေအရအားနည်းနေတဲ့ຫນွေဥတော်လိုင်းလှုပ်ရှားမှုကိုတက်ရောက်မှုတစ်ခုဖြစ်စေနိုင်ပါတယ်။ NUCC အဖွဲ့က2021ခုနှစ်မတ်လ10ရက်နေ့မှာစတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး Federal Democracy ပြည်ညင်အလွယ်အားဖြင့် Federal Charter ဟုခေါ်ဆိုတဲ့ အနာဂတ်ပြည်ထောင်စုမြန်မာနိုင်ငံဖက်ဒရယ်မူဝါဒကြေညာချက်ကိုမတ်လနောက်ဆုံးပတ်မှာထုတ်ပြန်ကြေညာခဲ့ကြပါတယ်။ NUCC ကိုဖွဲ့စည်းရမှာပြည်ထောင်စုလွတ်တော်ကိုစားပြုကော်မတီ CRPH တော်လိုင်းလက်နက်ကင်ဖွဲ့စည်းပြည်내ဖက်ဒရယ်ယူနစ်အခြေပြုနဲ့လူမျိုးအခြေပြုအတိုင်းအမခံကောင်စီများဆက်အာဏာသိမ်းမှုလက်မခံတဲ့နိုင်ငံရေးပါတီလူ့တော်လိုင်းအင်အားစုတွေဖြစ်တဲ့တပိတ်ကော်မတီအမျိုးသမီးအဖွဲ့အစည်း အရက်ဖက်လူမှုအဖွဲ့အစည်းစားတဲ့နေပယ်ရီကိုကိုစားပြုတဲ့အဖွဲ့အစည်းပေါင်း28ဖွဲ့ကကိုစလင်56ဦးနဲ့ကနအုပ်ဖွဲ့စည်းခဲ့တာပါပါဝင်တဲ့အဖွဲ့အစည်းတွေမှာ2020ရွေးကောက်ပွဲမှာအနိုင်ရခဲ့တဲ့ကိုစလင်အများစုပါဝင်တဲ့ CRPH လို့လွှတ်တော်အဖွဲ့အစည်းတိုင်းသာလက်နက်ကိုင်အဖွဲ့အစည်းလို့လက်နက်ကိုင်အဖွဲ့အစည်းနိုင်ငံရေးပါတီ CSO လို့ခေါ်ဆိုတဲ့အရက်ဖက်အဖွဲ့အစည်းနဲ့ဂျာကာလပြည်နယ်ဖက်ဒရယ်ယူနစ်အုပ်ချုပ်ရေးအဖွဲ့တွေဆိုပြီးသဘောတဘာဝမတူညီတဲ့အဖွဲ့အစည်းတွေပါဝင်နေကြတာဖြစ်ပါတယ်။ အဖွဲ့အရေးအတွက်တစ်ခုကိုဘယ်နှစ်ဦးဆိုတဲ့သဘောမျိုးသတ်မှတ်ပါဝင်တာမျိုးမဟုတ်ပါဘူးအဖွဲ့တစ်ဖွဲ့ချင်းရဲ့သတ်မှတ်ကိုယ်စားလှယ်အရေးအတွက်ဆိုတာထက်အဖွဲ့အစည်းအရွယ်အစားကိုစားပြုမှုတွေကိုထည့်သွင်းစဉ်းစားပြီးကိုယ်စားလှယ်ဥယျာဉ်သတ်မှတ်တာလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်ကနဦးဖွဲ့စည်းစဉ်56ဦးနဲ့ဖွဲ့စည်းခဲ့ပေမဲ့နောက်ပိုင်းပြန်လည်ဖွဲ့စည်းရမှာတော့62ဥပါဝင်တယ်လို့ကြေညာထားပြီးအချို့သောကောင်စီအဖွဲ့ဝင်အဖွဲ့အမည်တွေကိုလုံုံရေးအရာထည့်သွင်းထားခြင်းမရှိဘူးလို့လည်းမှတ်ချက်ဖော်ပြထားတာတွေ့ရပါတယ်။ ရွှေတော်လိုင်းအစပိုင်းမှာတော့ NUCC ဟာရွှေတော်လိုင်းလှုပ်ရှားမှုမှာနိုင်ငံရေးအရာအမြင့်ဆုံးသောအဖွဲ့အစည်းလို့နားလည်ရပြီးမြို့သားညညရဲ့အစိုးရကို NUCC ကကမကဋ္ဌပြုဖွဲ့စည်းပေးခဲ့တဲ့သဘောလို့လည်းနားလည်ကြပါတယ်။ NUCC မှာ2020ရွေးကောက်ပွဲကလွတ်တော်ကိုယ်စားလှယ်တွေဒိုင်းသားလက်နက်ကိုင်တွေနဲ့အရက်ဖက်အဖွဲ့အစည်းတပိတ်ကော်မတီတွေကအ धिक အားကောင်းတဲ့အင်အားစုတွေဖြစ်ပါတယ်။မြန်မာနိုင်ငံမှာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တရားစင်မကရှိကြပေမဲ့ အင်အားကောင်းတဲ့အဖွဲ့အစည်းကတရားစင်အောက်မှာပဲရှိပါတယ်။ NUCC စတင်ဖွဲ့စည်းကစကာလမှာတော်လိုင်းလက်နက်ကိုင်ရှစ်ဖွဲ့ပါဝင်တယ်လို့ထုတ်ဖော်ပြောဆိုထားပေမဲ့အချို့သောအဖွဲ့တွေရဲ့နာမည်ကိုထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိတာကိုလည်းတွေ့ရပါတယ်။အမည်နဲ့တကွဖော်ပြထားတဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေကတော့အခုရန်နာတဲ့နှစ်ဖွဲ့ဖြစ်တဲ့ KNU, KNPB နဲ့ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF တို့ပဲဖြစ်ပါတယ်။ ဂျန်အမည်မဖော်တဲ့အဖွဲ၅ဖွဲကဘယ်လက်နက်ကင်အဖွဲတွေလဲဆိုတာတော့မသိရှိနိုင်ပဲအခုအချိန်မှာဆက်လက်ပါဝင်နေသေးသလားရန်နာထားကြသလားဆိုတာရှင်းရှင်းလင်းလင်းမသိရှိရပါဘူး NUCC ရဲ့အခမ်းကဏ္ဍကဘာလဲ၎င်းရဲ့ဝတ်တရားတွေကဘာလဲဆိုတာတိတိပပသတ်မှတ်ပြဋ္ဌာန်းထားတာ မရှိတော့လဲပြည်သူညီလာခံ6လတကြိမ်ကျင်းပဖို့ဆုံးဖြတ်ခဲ့ကြပြီး2022ခုနှစ်ဇန်နဝါရီလမှာပထမအကြိမ်ပြည်သူညီလာခံကိုကျင်းပခဲ့ပါတယ်အဲဒီနောက်2024ခုနှစ်နှစ်စံပိုင်းမှာ ဒုတိယအကြိမ်ပြည်သူညီလာခံကျင်းပခဲ့တာတွေ့ရပါတယ်။ဒီကာလတွေအတွင်းမှာပဲ CRPH အနေနဲ့ NUCC မှာပါဝင်မှုရပ်နားခဲ့တာ NLD ပါတီကလည်း NUCC မှာပါဝင်မှုရပ်နားခဲ့တဲ့အဖြစ်အပျက်တွေဖြစ်ပျက်ခဲ့တာတွေ့ရပါတယ်။ NUCC ဟာအမျိုးအစား၅မျိုးကို အခြေခံစုစည်းထားတဲ့အဖွဲ့တွေရဲ့အထက်ကနိုင်ငံရေးအရာဥဆောင်မှုအဖွဲ့အစည်းလားသောမဟုတ်မြို့သားညီညွတ်အစိုးရနဲ့အဆင့်တူဘေးဒဏ်ဆက်ဆံတဲ့အဖွဲ့အစည်းလားဆိုတဲ့အမြင်တွေလည်းပေါ်ထွက်လာခဲ့သလို ် NUCC အတွင်းမှာအရက်ဖက်အဖွဲ့အစည်းတပိတ်ကော်မတီတွေရဲ့ရှုမြင်ပုံနဲ့လက်နက်ကိုင်ဖွဲ့စည်းတွေရဲ့ရှုမြင်ပုံ၊ကွာဟမှုတွေရှိနေတဲ့လက္ခဏာတွေ၊ဝေဖန်ပြောဆိုမှုတွေလည်းပေါ်ထွက်နေကြတာဖြစ်ပါတယ်။ဆေးအာဏာရှင်ရဲ့နိုင်ငံရေးကစားကွက်ဖြစ်တဲ့အတူရောင်ရွေးကောက်ပွဲကိုပြက်ပြယ်ဖို့နိုင်ငံရေးနည်းလမ်းအရကြိုးပမ်းနေကြတဲ့ကာလနိုင်ငံတော်မှာခန်းစစ်ကနေထိုးစစ်အနေအထားကိုတစားတစားပြန်ရောက်လာနေတဲ့အပေါ် စည်ရေးရပူပေါင်းဆောင်ရွက်မှုတွေရှိလာဖို့ကြိုးပမ်းနေရတဲ့အချိန်တွေမျိုးမှာတော်လိုင်းအင်အားစုတွေဘက်မှာအခုလိုစူးစီးထားတဲ့အဖွဲ့တွေပြေလျော့လာခြင်းဟာအားလျော့စရာလက္ခဏာတွေဖြစ်ပါတယ်။တော်လိုင်းကာလအချိန်ကြာလာတာနဲ့အမျှအစကနဦးကာလတွေကပူပေါင်းဆောင်ရွက်မှုတွေဖွဲ့စည်းမှုတွေကရော့ရဲလာတဲ့သဘောလား။သို့မဟုတ်အချိန်နေတွေပြောင်းလဲလာတဲ့အလျောက်စုဖွဲ့မှုအသစ်တွေလိုအပ်လာတာလားဆိုတာကောက်ချက်ချရန်ခက်ခဲတဲ့အနေအထားဖြစ်ပါတယ်။ပြီးခဲ့တဲ့ဆယ်စုနှစ်တွေ ငញ្ញញရင်ဖြစ်စဉ်တွေတိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းတွေကြားစုဖွဲ့မှုတွေကိုပြန်ကြည့်ရင်လဲစုဖွဲ့ထားတဲ့အဖွဲ့တွေပေါ်ထွက်လာလိုက်နှစ်အနည်းငယ်အကြာမှာအချို့ကစွန့်ခွာသွားလိုက်ဖြစ်ပျက်ခဲ့တာတွေတွေ့ရပါလိမ့်မယ်2012ခုနှစ်တွေမှာ UNFC လို့ခေါ်တဲ့ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီဆိုတဲ့အဖွဲ့ကအားကောင်းခဲ့ပါတယ်2017 2012ဦးသိန်းစိန်အစိုးရရဲ့ငញ្ញញရင်ဆွေးနွေးမှုတွေမတိုင်ခင်ကာလမြန်မာနိုင်ငံတောင်ပိုင်းနဲ့အနောက်ပိုင်းကတိုင်းရင်းသားလက်နက်ကိုင်တွေစုဖွဲ့မှုဖြစ်ပြီး ဦးသိန်းစိန်အစိုးရရဲ့ငြိမ်းချမ်းရေးဆွေးနွေးမှုရလဒ်တွေအတိုင်းအတာတစ်ခုအထိအကောင့်ထဲပေါ်လာတဲ့ကာလ2025မှာ UNFC ကိုထားခဲ့ကြပြီး PPSD Peace Process Steering Team ကိုဖွဲ့စည်းခဲ့ကြတာဖြစ်ပါတယ်။အဆိုပါကာလတွေမှာပဲမြန်မာနိုင်ငံအရှိမြောက်ဒေသကတိုင်းဒေသလက်နက်ကိုင်အဖွဲ့တွေက FPNCC လို့အတူပေါက်ခေါ်ဆိုတဲ့ Federal နိုင်ငံရေးတိုင်ပင်ဆွေးနွေးမှုကော်မတီကိုဖွဲ့စည်းခဲ့ကြပါတယ်။အဆိုပါအဖွဲ့မှာတိုင်းဒေသလက်နက်ကိုင် ခုနှစ်ဖွဲ့ပါဝင်ပြီး ဝါလက်နက်ကင်တပ်ဖွဲ့ကဥဆောင်တာဖြစ်ပါတယ်။ဒီအဖွဲ့ကမြန်မာနိုင်ငံအရှေ့မြောက်ဒေသကလက်နက်ကင်အဖွဲ့တွေကိုစူးစီးထားပြီးမြန်မာအစိုးရတပ်နဲ့ငင်းငင်းဆွေးနွေးမှုအတွက်စုဖွဲ့မှုတစ်ခုဖြစ်ပါတယ်။ဒါ့ပေမဲ့2021ခုနှစ်နောက်ပိုင်း FPNCC စုဖွဲ့မှုကအာမကောင်းတာသို့မဟုတ်အချင်းအနေအရမလိုအပ်တော့တဲ့သဘောလိုယူဆရပြီးလှုပ်ရှားမှုတိတ်မတွေ့ရတော့တဲ့အနေအထားဖြစ်ပါတယ်။မြန်မာနိုင်ငံရေးသမိုင်းမှာစုဖွဲ့မှုတွေပေါ်ထွက်လာလိုက်မင်းမိန်ပြောက်ကွယ်သွားလိုက်ဖြစ်တာဟာ နောက်ခံအခြေအနေရည်တည်ချက်အကျိုးစီးပွားပြိပခစတာတွေကြောင့်လည်းဖြစ်ကောင်းဖြစ်နိုင်တယ်လို့ကောက်ချက်ချရမယ့်သဘောဖြစ်ပါတယ်ခင်ဗျာ